ကျွန်တော်တို့စီးပွားရေးအတွက်ပေးဖွင့်ခြင်းသူများနဲ့အများနဲ့ဆိုင်တဲ့ပေးဖွင့်ရည်နီလေးကိုဒီဗီဒီယိုလေးမှာအားလုံးတို့မျှပေးပါမယ်။ကျွန်တော်တို့က Facebook ပေးဖွင့်မှုအတွက်ကျွန်တော်တို့ Facebook အကောင့်ရဲ့ထိပ်ဆုံးမှာရှိနေတဲ့မြင်းကြောင်လေး၃ယောက်နှိပ်ပါနေပြီးလို့ရှိရင်ကျွန်တော်တို့ဒီအောက်မှာရှိနေတဲ့ page ဆိုတာအဲ့ထဲကိုကျွန်တော်တို့ကဆက်ပြီးတော့ဝင်ပြီးရမှာဖြစ်ပါတယ်။ page တဲကိုကျွန်တော်တို့ဆက်ဝင်လိုက်ပြီးဆိုလို့ရှိရင်ကျွန်တော်တို့ဒီအပေါ်မှာ create ဆိုတာရှိရဲ့ဒါကျွန်တော်တို့ ပေးအစ်စ်ကိုဖန်တီးဖို့ဆိုလို့ရှိရင် create ဆိုတဲ့ဟာလေးကိုကျွန်တော်နှိပ်လိုက်ပါနှိပ်ပြီးလို့ရှိရင်ဒီနားလေးမှာပြောစရာရှိရာ personal profile ရဲ့ပြီးလို့ရှိရင်ကျွန်တော်တို့ public page ပေါ့နော်ကျွန်တော်တို့ကနီးပညာမျှဝေတာဖြစ်ဖြစ် online shop လုပ်တာပဲဖြစ်ဖြစ်အထည်ရောင်းတာပဲဖြစ်ဖြစ်ကုန်စုံစတိုးရောင်းတာဖြစ်ဖြစ်လူအများကိုကျွန်တော်တို့ကပြသမှာဖြစ်တဲ့ကြောင့်လူအများစီရောက်ရှိဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်တို့က public page ကိုကျွန်တော်တို့ရွေးပေးပါရွေးပြီးလို့ရှိရင်ကျွန်တော် next ကိုနှိပ်ပေးပါပြီးလို့ရှိရင်ကျွန်တော်က page name ပေါ့နော် page name ကိုကြတော့ကျွန်တော်ကတော့ဒီနားလေးမှာ page name ကို ုက္ခလို့ပေးလိုက်တယ်ကျွန်တော်ဤပညာမျှဝေတယ်မိတ်ဆွေတို့ကအထည်ရောက်နေဆိုလို့ရှိရင်ကိုရောက်နေအထည်ဆိုင်နာမည်ပေါ့နော်မတ်ချိုဆိုမတ်ချိုကိုရောက်နေဆိုင်နာမည်ကိုအဲ့တော့ကိုယ့်ရဲ့အထည်ဆိုင်နာမည်ကိုကျွန်တော်တို့ကရွေးပေးရမယ်ဒါကကိုယ့်ရဲ့ဆိုင်နာမည်ပေါ့နော်အဲ့တော့ဆိုင်နာမည်လေးတွေကိုကျွန်တော်ရွေးပေးရမယ်ပြီးလို့ရှိရင်ကျွန်တော် next ကိုဆက်ပြီးတော့နှိပ် နေပြီးလို့ရှိရင်ဒီနာဒီမှာပြောစရာရှိရေသူက၃ခုပဲရွေးချယ်ပိုင်ခွင့်ပေးထားတယ် public pay ဖြစ်နေတဲ့အတွက်ကြောင့်ပေါ့နော်အဲ့တော့သူက music and band နဲ့ music and band ဆိုတာတေးဂီတာနဲ့ပေါ့နော်တေးဂီတာနဲ့ပတ်သက်တဲ့ band အဲ့ဒါကိုကိုကတင်ဆက်တဲ့သူလားပြီးလို့ရှိရင် hair and beauty တဲ့ကျမ်းမာရေးနဲ့အလှပပေါ့နော်ပြီးလို့ရှိရင်ဒီမှာကျတော့ glossy store ဆိုတာကျွန်တော်တို့ကုံစုံပစ္စည်းပေါ့နော် အဲ့တော့အကုံဆုံးစတိုးဆိုင်လားတဲ့အဲ့တော့ကျွန်တော်ကအကုံဆုံးစတိုးဆိုင်မဟုတ်ဘူးပေါ့နော်အကုံဆုံးစတိုးဆိုင်တမအကုံဆုံးစတိုးဆိုင် hand beauty ကျမ်းမာရေးအကြောင်းမျှဝေလို့ကျမ်းမာရေး beauty ပေါ့နော်အလားပါအကြောင်းတမလှပနဲ့ပတ်သက်ပြီးတော့ cosmetic ရောင်းနေတူဆိုအဲ့လိုမျိုးလေးလို့ပေါ့နော်ကျွန်တော်ကတော့ musical and band ပေါ့နော် ဒီကျွန်တော်ဖြောပြင်းတင်ဆက်တဲ့ဥစ္စာကိုကျွန်တော်ရွေးလိုက်တယ်ကျွန်တော်ကနီးပညာတင်ဆက်တဲ့ဖြစ်တဲ့ကြောင့်မို့လို့ကျွန်တော်စီမှာကတော့ knowledge sharing ဆိုတာမပါဘူးသူကခေါင်းစဉ်က၃ခုပဲရွေးချယ်ပိုင်ခွင့်ရှိတော့မိတ်ဆွေတို့နဲ့အနီးဆက်ဆုံးဟာကိုကျွန်တော်ရွေးရမယ်အဲ့တော့ကျွန်တော် musical and band ကိုရွေးလိုက်တယ်ရွေးပြီးလို့ရှိရင်ဒီအဆင့်မှာကျွန်တော်တို့က create ကိုဆက်ပြီးတော့နှိပ်ပေးပါခဏတော့ဆောင်းပြီးတော့เนาะ internet connection ကအရင်ကြီးတိတ်မကောင်းမနေဘူး အဲဒီအဆင့်ကိုရောက်သွားပြီရောက်သွားတော့ကျွန်တော်တို့ကနော် promote you are တဲ့ product ပေါ့နော် or service ကျွန်တော်တို့အဲ့ဒါကိုမယူ create content and content ပေါ့နော် with fan ကိုယ့်ရဲ့ပြောမယ်ဆိုလို့ရှိလို့ရှိရင် friend တွေကိုကျွန်တော် friend လို့ပဲသုံးလိုက်ပါဘောเนาะကိုယ့်ရဲ့ friend တွေကိုကျွန်တော်တို့ကနေပြီးတော့ contact to contact ဗီဒီယိုတွေဖန်တီးပြီးတော့ကျွန်တော်တို့ကနေပြီးတော့เนาะရောင်းချမှာဤပညာမျှဝေမှာဖြောပြတင်ဆက်မှာဖြစ်တယ်ဆိုတဲ့ဥစ္စာကိုကျွန်တော်တို့ကရွေးပေးရမယ် create contact and contact with fan ဆိုတဲ့ဟာလေးကိုရွေးရွေးပြီးရင် continue ကိုဆက်ပြီးတော့နှိပ်ပေးပါဘောเนาะဒါပေးအသစ်ဖွင့်မဲ့သူတွေတိထားတဲ့နေပေါ့ဒီမှာ bio bio ဆိုတာကျွန်တော်တို့ ရောင်းချမဲ့ဥမာပေါ့နော်ပစ္စည်းတွေဆိုလို့ရှိရင်ရောင်းချမဲ့ပစ္စည်းကိုကျွန်တော်စိုင်းနေမဲ့ရေးပြီးပြီးပြီးကက်တာဂိုရီမှာလဲကိုရောင်းတဲ့ပစ္စည်းတွေပါလဲကျွန်တော်ရေးပြီးပြီးပေါ့နော်ရေးပြီးပြီးဆိုတော့ဒီမှာ bio မှာကျတော့ပစ္စည်းမှရင်တရက်ကြိုပြောပါလို့အဲပြီးလို့ရှိလို့ရှိရင်အဲအဲ့လိုမျိုးလေးပေါ့နော်ပစ္စည်းမှမယ်ဆိုရင်ဖုန်းနံပါတ်ကဘလောက်ဘလောက်အဲအဲ့လိုမျိုးလေးပေါ့နော်အဲ့လိုမျိုးလေးကျွန်တော်ရေးလို့ရပစ္စည်းမှမယ်ဆိုတရက်ကြိုပြောပါဒါမှမဟုတ်လို့ရှိရင် order မှာကျုံနောက်ဆုံးပေါ့နော်ဘယ်ချိန်ထိမှလို့ရပါလဲကိုရိုက်တဲ့ဥစ္စာ bio လေးကိုရေးလိုက်ပေါ့နော်ကျွန်တော်ကတော့ ဖိုင်ဟူမှာတော့ကျွန်တော်နီးပညာမျှဝေတာပေါ့နော်အများအတွက်နီးပညာပေါ့အများအတွက်နီးပညာဖိုင်ဟူမှာကိုနဲ့အနီးဆက်ဆုံးရွေးပြီးအဲ့တော့ဖိုင်ဟူရွေးပြီးလို့ရှိရင်အောက်က website ဒီ email ဒီဖုန်းနံပါတ်ဒီကကျွန်တော်မထည့်လဲရရယ်နော်ဒါတိအောင်ပြောပြထားတာပြီးလို့ရှိလို့ရှိရင်ကျွန်တော်က nest ကိုကြော်ပြီးတော့တွားလိုက်ပါပေါ့နော် အောက်ကဟာဒီကြော်သွားလို့ရရယ်เนาะဒါဆိုကိုယ့်ရဲ့ page ကပွင့်သွားပြီဒီနားလေးမှာကျွန်တော် wall ရဲ့ဓာတ်ပုံပြီးလို့ရှိရင် profile ရဲ့ဓာတ်ပုံလေးကျွန်တော်ထည့်ပေးရမှာပေါ့เนาะကျွန်တော်ကကျတော့အကောက်တဲ့ဖွင့်တော့မထည့်ပြတော့ကြော်ဝါလိုက်မယ် nice နဲ့နည်းနည်းလေးမြန်သွားအောင်လို့အချိန်ရအရန်ကြဒီမှာ friend ကျွန်တော်ရွေးရမှာပေါ့เนาะငွေချင်းလေးကိုကျွန်တော်တို့ကလိုက်ပြီးတော့ add ကမယ်ပေါ့เนาะကိုဖွင့်တဲ့ page ကိုပေါ့เนาะအဲကျွန်တော်ကနေပြီးတော့ add မယ်ပေါ့เนาะအဲ့လိုငွေချင်းလေး add မယ် invite လုပ်မယ်ငွေချင်းလေးကိုငွေချင်းလေးကို invite လုပ်ပြီးလို့ရှိရင်ကျွန်တော်ဒန်းကိုဆက်ပြီးတော့နှိပ်ပြီး ငွေချင်းတွေကိုစပြီး invite လုပ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ page ကိုစပြီးတော့ဖွင့်နေပေါ့နော် page အတစ်ကိုစပြီးဖွင့်နေပြီကျွန်တော်ပြောရတဲ့ချက်တွေကိုထေချာလုပ်သွားရင်ရရပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ရဲ့ page ကပေါ့နော်စပွင့်သွားပြီအများအတွက်နီးပညာပေါ့နော်အဲ့တော့ဒီလိုမျိုးလေး page ကိုအလွယ်တကူဖွင့်လို့ရပါတယ်ဒါတကယ်မတည်သေးတဲ့သူများအတွက်မျှော်ပေးခြင်းဖြစ်ပါတယ်အဲ့တော့ page အသစ်ဖွင့်ခြင်းနဲ့ဆိုပြီးကျွန်တော်ကိုမေးထားတဲ့သူများအတွက်ကျွန်တော်ကပြောပြပေးခြင်းဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ